မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးမြန်မာစစ်အုပ်စု၏အတူရောင်ရွှေကောက်ပွဲကိုအာဆီယံကညှင်းပယ်ရန် JFN ကတောင်းဆိုတိုက်တွန်းတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်မြန်မာစစ်အုပ်စုကကျွလွန်နေသောပြည်ရင်းပြည်ပနိုင်ငံတကာရာဇဝတ်မှုများတွင်ကြံ့ရပါပတ်သက်နေမှုကိုအာဆီယံကအဆုံးသတ်ပြီးစစ်တပ်၏အထုရောင်ရွေးကောက်ပွဲကိုညှင်းပယ်ရန် Justice for Myanmar JFN ကတောင်းဆိုတိုက်တွန်းလိုက်ပါသည်။ မြန်မာစေယုစုကျွလွန်လျက်ရှိသည့်နိုင်ငံတကာရာစုမှုများတွင်ကြံ့ရပါပတ်သက်နေမှုအဆုံးသက်ရန်နှင့်မှာဝင်သောနိုင်ငံရေးတရားဝင်မှုဖန်တီးရန်အတွက်တရားမဝင်ရွေးကောက်ပွဲတရက်ကျင်းပနိုင်ရင်စေယုစု၏ကျိုးပန်းနေမှုအားစန့်ကျင်ရန် GFN ကတောင်းဆိုပြီးယခုတောင်းဆိုမှုသည်ကွာလာလမ်ပူမြို့တော်တွင်မလေးရှားနိုင်ငံကလက်ခံကျင်းပမည့်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမကျင်းပမီတောင်းဆိုလိုက်ခြင်းဖြစ်ပါသည်အာဆီယံက၎င်းတို့၏မောင်းမြင်သောပုံသဘောထား၅ရက်ကိုပြတ်ထန်းခဲ့ပြီး၄နှစ်ကျော်ကာလ သို့ရောက်ရှိလာသည့်အတိုင်းမြန်မာဆေးဥစုသည်အရက်သားပြည်သူများအပေါ်အကြမ်းဖက်ဆစ်စင်ရေးနှင့်နိုင်ငံပြတ်ကျော်ရာဇဝတ်လုပ်ငန်းများကိုသာအရှိန်မြှင့်လှုပ်ဆောင်ခဲ့ပြီးရင်းထုတ်လှုပ်ဆောင်နိုင်အောင်အာဆီယံ၎င်း၏အဖွဲ့ဝင်နိုင်ငံများနှင့်ဒေတာရင်းစည်းဝါးရေးလုပ်ငန်းများ၏ကြံရပါပတ်သက်မှုများကအားပေးကူညီခဲ့ကြောင်း JFN ကထောက်ပြပါသည် ဆေယုစုသည်၎င်းတို့၏အတုံရောင်ရွေးကောက်ပွဲအတွက်ပြင်ဆင်လျက်ရှိရာနိုင်ငံတော်အရေးပဲစစ်ပဲမခွဲကြသောအစဉ်ချင်းပင်လေကြောင်းတိုက်ခိုက်မှုများကိုတိုးမြင့်လှုံ့ဆော်လာပြီးအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုများမရိမှုနှင့်လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများညှဉ်းပန်းနှိပ်စက်မှုများလူနေကျေးရွာများရည်ရွယ်ချက်ရှိရှိစနစ်တကျဖျက်ဆီးမှုများကိုဆက်လက်လှုံ့ဆော်လျက်ရှိပါသည်ဆေယုစုကြောင့်ထိခိုက်ခံစားရသူများတွင်ကလေးငယ်များပါဝင်မှုသည်လည်းမြင့်တက်လာကြောင်းလူပေါင်း2000ကျော်သည်တရားဥပဒေမဲ့ထိမ့်သိမ်းခံထားရပြီး စေအောင်စု၏ညှဉ်းပန်းနှိပ်စက်မှုများကိုခန်းဆားနေကြရစေဖြစ်ကြောင်းတစ်ချိန်တည်းတွင်စောင့်ကြည့်ထောက်လှမ်းမှုများနှင့်အင်တာနက်စင်စာဖြတ်တောက်မှုကိုလည်းအင်တိုင်းအတိုင်းလုံဆောင်လာကြောင်းသိရှိရပါသည်။အာဆီယံအဖွဲ့ဝင်နိုင်ငံများမှစီးပွားရေးလုပ်ငန်းများကမြန်မာစစ်တပ်၏နိုင်ငံတကာရာဇဝတ်မှုများကိုလောင်စာဖြင့်အားဖြင့်ကူညီနေသည့်အပြင်ဗန်ဒါငွေရလေထောက်ပံ့နေကြောင်း2021ခုနှစ်ဖေဖော်ဝါရီလရက်နေ့စစ်တပ်၏တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းအာဆီယံအဖွဲ့ဝင်နိုင်ငံများတွင်အခြေစိုက်သည့်အနေဆုံးကုမ္ပဏီ 54ခုသည်ဆေးဥစုနှင့်၎င်းတို့၏ဆက်ဆက်ကုမ္ပဏီများနှင့်စီးပွားရေးဆက်နွယ်မှုများဆက်လက်ရှိနေစေဖြစ်ကြောင်းရင်းစီးပွားရေးဆက်နွယ်မှုများတွင်လေရင်စီရောက်ချပေးရမှုအပါအဝင်ရင်းနှံတဲ့သဘာဝတံငွေလုပ်ငန်းတက်လုပ်ငန်းမြင်ငါရင်းချင်းလုပ်ငန်းဆက်သွယ်ရေးနှင့်စောင့်ကြည့်ထောင်လှမ်းရေးဤပညာလုပ်ငန်းများတွင်ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုများပါဝင်ပြီးရင်းတို့သည်ဆေးဥစု၏နိုင်ငံတော်အကြံဖက်စစ်စင်ရေးအောင်အသက်ဆက်ပေးနေတဲ့အသက်သွေးကြောများလေးဖြစ်ကြောင်း JFN ကဆိုပါတယ် ဆေးအုပ်စုသည်ကမ္ဘာလုံးဆိုင်ရာထိခိုက်မှုများနှင့်ဒေတာရင်းမတည်ငြိမ်မှုများကိုဖြစ်စေခဲ့သည့်စိုက်ဘာငွေလိမ်လုပ်ငန်းများနှင့်အခြားသောနိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများမှတဆင့်၎င်းတို့၏နိုင်ငံတကာရာဇဝတ်မှုများကိုဘဏ္ဍာငွေဖြည့်တင်းလုံဆောင်နေကြောင်း ASEAN ၏ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုမူပေါင်းများသည်မြန်မာစစ်တပ်အားစီးဝေးများတွင်တည်ရောက်ခွင့်ထောက်လန်းရေးတရင်ချက်လက်နှင့်လင်းချင်းတနက်များတည်ရောက်ခွင့်တို့ကိုပေးအပ်ထားကြောင်း ASEAN တွင်စစ်တပ်၏ပါဝင်ပတ်သက်မှုသည်ဆေးအုပ်စုအတွက်မြန်မာပြည်သူများအပေါ်အကြမ်းဖက်မှုများနှင့်ရာဇဝတ် မှုကြီးများဆက်လက်ကျူးလွန်ရန်၎င်းတို့၏စွမ်းဆောင်ရည်များကိုတိုးချမြင့်တင်ရန်ဝါရပြန့်ချီမှုရည်ရွယ်ချက်များအတွက်စက်ကြောင်းဖန်တီးရန်မာရင်တော်နိုင်ငံရေးတရားဝင်မှုရှာဖွေရန်ဒေတာရင်းအင်အားကြီးနိုင်ငံများနှင့်နှစ်နိုင်ငံစီရေးဆက်ဆံရေးများတိုးမြင့်ဆောင်ရွက်ရန်တို့ကိုခွင့်ပြုပေးခဲ့ကြောင်း JFN ကထောက်ပြထားပါသည် အာဆီယံထိပ်သီးစည်းဝေးတွင်အာဆီယံအနေဖြင့်စေုပ်စုဤအတူရောင်ရွေးကောက်ပွဲအားညှင်းဆန်ခြင်းအာဆီယံ၏လက်အောက်ခံအဖွဲ့အစည်းများတွင်စေုပ်စုနှင့်၎င်းတို့၏ကိုယ်စားလှယ်များအားတားမြစ်ပိတ်ပင်ခြင်းဖက်ဒရယ်ဒီမိုကရေစီငြိမ်းချမ်းရေးနှင့်တရားမျှတမှုအတွေ့မြန်မာပြည်သူများ၏လှုပ်ရှားယုံကံမှုနှင့်ဒုရက်တီပေးခြင်းတို့ဖြင့်၎င်းတို့၏ကျန်းရာပါပတ်သက်နေမှုများအားအဆုံးသတ်နိုင်မည်အခွင့်အရေးရှိနေကြောင်းအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်စီးပွားရေးလုပ်ငန်းများအနေဖြင့်စေုပ်စု၏ဘဏ္ဍာငွေစစ်လက်နှင့် က်ပစ္စည်းကရိယာဤပညာနှင့်လေရင်စီလမ်းကြောင်းများကိုချက်ချင်းဖြတ်တောက်ရမည်ဟု JFN ကတောင်းဆိုပါရယ် JFN ရဲ့ပြောရေးဆိုခွင့်ရှိသူမဲရတနာမောင်ကစေအုပ်စု၏အမိခံရွေးကောက်ပွဲကဒီမိုကရေစီကိုဥတည်တဲ့လမ်းကြောင်းတစ်ရက်မဟုတ်ပါဘူးဒါဟာသူတို့ရဲ့အကြမ်းဖက်အုပ်ချုပ်မှုကိုမှားယွင်းစွာတရားဝင်မှုပေးနိုင်ဖို့အတွက်စေအုပ်စုကဒီဇိုင်းဆွဲထားတဲ့လက်ကွဲတစ်ခုသာဖြစ်ပါရယ်အာဆီယံကောင်ဆောင်တွေစုစည်းတွဲဆောင်ချိန်မှာသူတို့အနေနဲ့တရားမဝင်စေအုပ်စုကကျင်းပမယ်လွတ်လပ်မြတ်ပြီးယုံကြည်တိုက်တဲ့ရွေးကောက် က်ပွဲဆိုတာဟာဘလို့မှဖြစ်မလာနိုင်ဘူးဆိုတဲ့အချက်ကိုရှင်းရှင်းလင်းလင်းသိမြင်ရပါမယ်။အာဆီယံအနေနဲ့ဒီအထူးရောင်လုပ်ငန်းစဉ်ကိုပြည့်ပြည့်တတ်တာညှင်းပယ်ရမှာဖြစ်ပြီးတရားဝင်မှုဖြစ်စေမယ်။ဘယ်နည်းလမ်းမျိုးကိုမစုံညှင်းဆန်ရမှာဖြစ်ပါれဟုသုံးသက်ပြောဆိုကြောင်းသိရှိရပါသည်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံညီလာခံတက်မဲ့ထရန့်ကိုကန့်ကွက်ဆန္ဒပြဖို့စီစဉ်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ကွမ်လန်လန်ပူမြို့မှာဂျင်ဘာမိန်အာဆီယံညီလာခံသို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်ရောက်မှုကိုကန့်ကွက်တဲ့ဆန္ဒပြပွဲတွေကြောင့်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့ကုန်သွယ်ရေးနဲ့ဒေသဆိုင်ရာလုံခြုံရေးအစီအစဉ်တွေကိုထိခိုက်စေပွဲမရှိဘူးလို့လေလာသူတွေကပြောပါရယ်အော်တိုဘာလ26ကနေ28ရက်ထိညီလာခံနဲ့ဆက်ဆက်အစည်းအဝေးတွေလက်ခံကျင်းပရင်း2025အာဆီယံဥက္ကဋ္ဌမလေးရှားကအရှိန်မြင့်ကျူးစံကြိုတင်ပြင်ဆင်နေချိန်မှာကြီးကြီးမားမား ဆန္ဒပြပွဲအနေဆုံးနှစ်ခုပြုလုပ်ဖို့စီစဉ်ထားကြတာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးတွေကိုအာဆီယံအဖွဲ့ဝင်ဆယ်နိုင်ငံခေါင်းဆောင်တွေဖြင့်တရုတ်ဝန်ကြီးချုပ်လီကီချန်နဲ့ရုရှားလက်ထောက်ဝန်ကြီးချုပ်အလက်ဇန်ဒါနိုဗက်တို့ဖြင့်အခြားအရာရှိတွေလည်းတက်ရောက်ကြမှာဖြစ်ပါတယ်။အော်တိုဘာ24ရက်နေ့နေ့လယ်ပိုင်းဆန္ဒပြပွဲကိုမလေးရှားရဲ့အကြီးမားဆုံးအတိုက်ခံပါတီအစ္စလန်စီမလေးရှားပါတီ PAS ကဦးဆောင်မှာဖြစ်ပါတယ်။ အာဆီယံညီလာခံသို့ထရန်တက်ရောက်မှုကိုပြင်းပြင်းထန်ထန်ကန့်ကွက်ရေးကွာလာလန်ပူမြို့လယ်ရှိအမေရိကန်တန်ယုံတိချီတက်ဆန္ဒပြရာမှာမလေးရှားနိုင်ငံသားတွေပါဝင်ကြဖို့ PS ပါတီခေါင်းဆောင်တွေကတိုက်တွန်းထားပါတယ်။နောက်ထပ်အောက်တိုဘာ26ရက်မှာတော့ထရန့်ကိုမလေးရှားကမကြိုးဆိုပါဆိုတဲ့ခေါင်းစဉ်နဲ့ဆန္ဒပြပွဲပြုလုပ်ဖို့စီစဉ်ထားပါတယ်။အဲဒီဆန္ဒပြပွဲမှာတော့မလေးရှားဒီမိုကရေစီအဖွဲ့ပါလက်စတိုင်းနဲ့တသားတဲ့ရက်တည်းရဲ့အဖွဲ့တို့အပါအဝင်အရက်ဘက်အဖွဲ့စီတွေလည်းပါဝင်မှာဖြစ်ပါတယ်။ဂါဇာစစ်ပွဲအတွင်း ဣသရေလလိုလာတဲ့ထရန့်အစိုးရရဲ့သဘောထားယက်တီချက်ကိုမချေနှက်လို့ဆန္ဒပြတာဖြစ်ကြောင်းဆန္ဒပြပွဲစီစဉ်သူတွေက ပြောပါရယ်ဆန္ဒပြပွဲတွေမှာလူထောင်ပေါင်းများစွာပါဝင်မယ်လို့မျှော်လင့်ရပေမယ့်အာဆီယံရဲ့ဆွေးနွေးမှုတွေလမ်းချော်သွားဖို့မရှိဘူးလို့လေလာသူတွေကပြောပါရယ်အာဆီယံအတွက်အဓိကဦးတည်ချက်ကအမေရိကန်နဲ့အထူးသဖြင့်ကုန်သွယ်ရေးနဲ့ယင်းနှိမ့်မြုပ်နယ်ရေးမှာဆက်ဆံရေးကောင်းမွန်ရေးဖြစ်တယ်လို့ဝန်ကြီးချုပ်အန်ဝါအန်ဝါကစောစောပိုင်းမှာပြောထားပါရယ် အမေရိကန်တို့ပို့ဆောင်မဲ့မလေးရှားကုန်စည်တွေနေနဲ့ရေဘူးရအခွန်နှုန်းထား16ရာခိုင်နှုန်းပေးဆောင်ရမှာဖြစ်ပါတယ်။အောက်တိုဘာ24ရက်ဆန္ဒပြပွဲမှာလူပေါင်း2000အထိပါဝင်မယ်လို့မျှော်လင့်ကြောင်း PS ပါတီပြောရေးဆိုခွင့်ရှိသူကပြောပြီးအောက်တိုဘာ26ရက်ဆန္ဒပြပွဲမှာ2000ပါဝင်မယ်လို့မျှော်လင့်ထားကြောင်း BDS မလေးရှားဥက္ကဋ္ဌကပြောပါတယ်။ ထရန်ဆိုယာကဂါဇာမှာအပြစ်ရရေးအတွက်ဂျာဝီနှိမ့်နိုင်ပေးမှုကိုအချို့ကကြီးကျူးကြိုဆိုခဲ့ကြပေမယ့်အစ္စရေးကိုကူညီပေးတာတွေများလွန်နေတယ်လို့ PS ပါတီပြောရေးဆိုခွင့်ရှိသူကပြောပါတယ်ထရန်ဟာဂါဇာမှာပါလက်စတိုင်းသားတွေအပေါ်မှာရရက်ဆက်ဆက်ပြုမှုရမှာအစ္စရေးနဲ့တူကြံ့ရပါဖြစ်တယ်လို့ဆန္ဒပြဝေစီစဉ်သူကပြောပါတယ်အာဆီယံညီလာခံတွင်အခြားနေရာတွေမှာလည်းပါလက်စတိုင်းလိုလားတဲ့အသေးစားဆန္ဒပြပွဲတွေလည်းစီစဉ်ထားကြောင်းသိရပါတယ်မလေးရှားဟာလွတ်လပ်တဲ့နိုင်ငံဖြစ်တာကြောင့်ဆန္ဒပြ လို့ရပေမဲ့အဖွဲ့အစည်းနဲ့လုပ်ငန်းစဉ်လုံးချုံရေးကိုမနှောက်ယှက်ကြဖို့ဝင်ကြီးချုပ်အန်ဝါကတတိပေးထားကြောင်းသိရပါဗျ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်မျိုးတွင်နေကြောပြင်းလူငယ်များပေါ်တာဆွဲဖမ်းဆီးအောင်စားနေတဲ့ဖြူစောတိရာစာကြီးနဲ့မိုးကြော်ကိုစစ်တပ်ကပြန်လည်ဖမ်းဆီးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းပြည်မျိုးတွင်နေကြပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးအောင်စားနေတဲ့ဖြူစောတိရာဇာကြီးနဲ့မိုးကြော်ကိုစစ်တပ်ကပြန်လည်ဖမ်းဆီးခဲ့ကြောင်းဒေတာရင်းတရင်ရှင်မြက်ကပြောဆိုပါရယ်အောက်တိုဘာ23ရက်ညနေပိုင်းမှာပြည်မျိုးနဝင်းကွက်တက်14လမ်းမှာနေထိုင်တဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးအောင်စားနေတဲ့ဖြူစောတိရာဇာကြီးနဲ့မိုးကြော်ကိုအမတ်95ကိုအလုံယုံတက်ခွဲတည့်ရမစစ်သားများကလာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရပါရယ်အဆိုပါဖြူစောတိနှုတ်ကိုဖမ်းဆီးသွားပြီးနောက်အမတ်95ကိုလင်းစစ်နဲ့ မှုအင်ဂျင်နီယာလုံယုံတက်ခွဲမှဖန်ဆီးထားပြီးစစ်ဆေးမှုများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။အလာဒိုအော်တိုဘာလ15ရက်နေ့ကလည်းပြည်မျိုးစင်စုရက်ကွက်ကန္နာလန်ရှိအမတ်85စစ်သားစုဆောင်ရေးတပ်အနီးမှနေထိုင်တဲ့အရန်မီတပ်နှုန်းနဲ့မြို့နယ်ထွေအုပ်ရုံးမှဆွေမျိုးဒေါ်ဆက်သူတို့ကိုပြည်မျိုး69တိုင်ရင်မှစစ်သားနဲ့ဗျူစောတီများကကားဖြင့်ရောက်ရှိလာပြီးပေါ်တောင်ဆွေဖန်ဆီးရာမှစစ်သားချင်းချင်းရိုက်နှက်မှုဖြစ်ပွားခဲ့တဲ့ကြောင်းသိရှိရပါတယ်။